မြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်ကလောက်ခတ်ခဲ့တဲ့ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေပြန်လည်ကုစားရေးအတွက်ပြည်ရင်းပြည်ပမှာလူငွေတွေပြည့်ရလူတန်းလာတဲ့အတွက်ဘယ်လိုနေရာကိုဦးစားပေးနိုင်လဲဆိုကမေးခွန်းထုတ်နေကြပါတယ်။2025ခုနှစ်မေလ29ရက်ကငလျင်ဘေးအလူငွေပြည့်ရပွဲမှာငွေကျပ်131.53ဘီလီယံအမေရိကန်ဒေါ်လာ1.3တန်းကျော်2တန်း3,3400ရရှိခဲ့သလိုအိတ်ခန်း16ခန်းပါ၄ခန်းတွဲ၄တက်တိုက်အဆောက်အဦးတစ်လုံးလျှင်ငွေ ွေးချက်3000လုံးနဲ့အလုံးပေါင်း52လုံးတို့ရရှိခဲ့ကြောင်း NASA ကကသတင်းထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ AB တရက်ကပထမအကြိမ်လူငွေပေးရလူဒန်းပွဲမှာပြည်တွင်းပြည်ပမှာအလူရှင်တွေထံမှကျပ်ငွေ112ဒသမ8ဘီလီယံအလူပစ္စည်းတန်ဖိုး12ဒသမ4ဘီလီယံစုစုပေါင်းငွေကျပ်125ဒသမ20ဘီလီယံရရှိခဲ့ကြောင်းသိရပါတယ်။အစိုးရဌာနတွေကအခုအများပြည်သူသုံးတဲ့ပတ်သက်တဲ့ဟာတွေဥပမာစာသင်ကျောင်းလိုဟာမျိုးတွေလမ်းပြတ်သွားတယ်ဆိုရင်ပြည်သူကလော လော့ဆယ်မပြင်းနိုင်တာကြောင့်အစိုးရပဲပြင်းနိုင်တာဖြစ်ပါတယ်။မလင်ဘေးတင်ပြည်သူတွေအတွက်လူထတာကဒေါ်လာမီလီယံတန်း300ကျော်လောက်ရှိပြီးဘလို့လူရမှာကို Facebook ကနေအကြံပြုကြတာမျိုးဘယ်ဟာတွေလူတန်းတင်နေဆိုတာမျိုးလည်းရှိတယ်လို့ပြောပါတယ်။ အစိုးရဟာငလျင်ဘေးတင်ပြည်သူတွေပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာပြည်သူလူထုထက်အစိုးရဌာနတွေပြည်လဲလဲပတ်နိုင်ရေးကိုဦးစားပေးလှုပ်ဆောင်လာနိုင်တယ်လို့စီးပွားရေးလေ့လာသုံးသပ်သူတဦးကစီးနိုင်တဲ့ရင်ဌာနကိုပြောပါရတယ်။အစိုးရမှာပြည်စည်းသွားတဲ့ဟာကြီးရှိတာပေါ့။လုံးဌာနတွေလမ်းတရာတွေစာတင်ကြောင်းတွေပြီးသက်ရုံတွေအများကြီးပဲ။ကျွန်တော်တို့ဒီသခိုင်းလို့ပြောလို့ပြောသာသနိကအဆောက်အုံများတဲ့အစိုးရအောက်ထက်မှာပဲရှိတာပေါ့။ဒီသာသနာရေးဝန်ကြီးဌာနအောက်မှာဆိုတော့သူတို့ရားတဲ့ဘတ်ဂျက်ကိုသူအဲ့အရာတွေပဲပြင်ပါ။ပြည်သူတို့တော့မပေးဘူး။ပြည်သူကတော့ပြည်သူချင်း ြင်းကူရမှာပေါ့လေဒါပေမဲ့အဲ့ဒီကမှတချို့တကယ်ဒုက္ခရောက်သွားတဲ့ပြည်သူတွေဖြစ်နေဆိုတာကုမာပေါ့ဆိုချင်တာကတော့တန်ခါတန်ခါချင်းချင်းဒီသူကပြည်သူချင်းချင်းအစိုးရအစိုးရချင်းချင်းကိုအရင်ကူရတာတော့ဒါသုံးတန်ပဲပေါ့အရင်ဟိုဟိတ်ဒီကလေးလို့ပြောလို့မှာဆိုသူကဘီလီယံနဲ့ချီပြီးနိုင်ငံအစုဝေးရတော့သူကမလုပ်သေးဆိုတော့ဦးထောင်းကားတဲ့ပုံမှာမူတည်ပြီးတော့ဒီပြည်သူအိုးအိမ်တွေတက်ထောက်ပေးရည်ပေါ့ရှိတယ်အဲအဲ့လိုတော့ရှိတယ်ဆိုတော့သူတို့အနေနဲ့လည်းဒီပထမဦးစားပေးနေတော့ဒီအစိုးရဌာနတွေနဲ့ဒီတစီရောရဲ့ဒီသူကရန်နေရလဲသွားဖို့အတွက်လိုအပ်တဲ့အခြေခံအဆောက်အအုံတွေပြန်ဆောင်မယ်လို့ကျွန်တော်ယုံကြည်တယ် မြန်မာနိုင်ငံမန္တလေးမြို့အနီးစကိုင်းမြို့ကိုဗဟိုပြုပြီး2025ခုနှစ်မတ်လ28ရက်ကအင်အားပြင်း9.3မခွန်အစင်ရှိငလျင်လောက်ခတ်ခဲ့တဲ့အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်၁၀ခုမှထိခိုက်ခဲ့ပြီး6ခုမှငလျင်တန်းပြင်းထန်စွာခံစားခဲ့ရပါတယ်။ပြည်သူတွေစီကိုတိုက်ရိုက်သွားခြင်းရင်ပြည်သူတွေကြားထဲမှာသွားနေတဲ့လူမှုအဖွဲ့အစည်းတွေကနေသွားရင်ရတယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီ PPP မှအတွင်းရင်းမှုဦးမျိုးဆက်သွေးကရှင်းလင်းသတင်းဌာနကိုပြောပါရစေ။သွားတယ်ဆင်သွားလည်းပဲရပါတယ်။ဆောင်းတွေးဟုတ်ဒီမှာလည်း ယ်ရေကိုအစိုးရမျိုးကိုအောက်ဒါရီကနေတက်သွားရင်လည်းရောက်တော့ရောက်တယ်ပေါ့နော်ဒါပေမဲ့ဒီတိုင်းလည်းဒီလူနဲ့ဒီရေကိုအစိုးရမျိုးရဲ့ဈာထဲမှာရှိနေရုံနဲ့နေရာတိုင်းမှာအမြဲကောင်းတယ်မဟုတ်ဘူးပေါ့နော်ဘလူကအဲ့ကအစိုးရမျိုးရဲ့ဆက်ဆိုလို့ဆိုရင်ဟာလာမြင့်ဟိုတိုးတဲ့ဂျင်းနီယာဂျင်းနီယာဟို ဟိုသင်းမျိုးတွေသင်းမျိုးရဲ့ဒီဝေရောက်တာတို့ပို့ပေးရဦးတာမျိုးတွေကဖြစ်သက်ရှိခဲ့ကြတယ်ပေါ့နော်အဲပြီးပြီးကြတဲ့မှာတကယ်လှုပ်ရှားပြီးပြီးမငယ်သင်းမျိုးတွေသူရဲ့ဒီရှိတယ်လေအားရရင်ဆက်သွားရင်တော့ဒီပို့ပြီးတော့မျိုးရလက်မယ်ကြောက်မလိုက်ဘူးပေါ့နော်မလို့ဒီဒီဥပပေးမယ်ဆိုတာမြေကြီးမှာအပြည့်နေတာပဲပေါ့နော်ဟိုငင်းသေးတင်လာခြင်းဒီဒီကပို့ပြီးတော့ထိလိုက်တယ်အဲဒီကတော့ပို့ပြီးကျန်တဲ့ကြောင်ရင်းမှာဟလာခရီးမျိုးတွေတော့ဝင်နေတယ်ဆိုတော့အဲဒီကြောင်ရင်းကြောင်ရင်းတော့ဒီမလို့လာဘူး နော်အဲဒါမျိုးတွေဥစားပေးပြီးလုပ်တဲ့ဟုတ်တယ်အဲ့လိုအေးဒရာမီလီမာစင်ကောက်ပြီးတော့ပို့ပို့တက်ပါတယ်ပြည်လဲထူထောင်ရဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာလက်ရှိကြုံတွေ့နေရတဲ့ဘေးအန္တရာယ်တွေအပြင် နောင်ဖြစ်လာနိုင်ခြင်းရှိတဲ့ဘေးရန်တွေရည်အတွက်ချိုးတင်းထက်သွင်းစဉ်းစားပြီးသက်မှတ်စံညွှန်းတွေနဲ့အညီအနာဂတ်အတွက်တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်ဖို့လိုတယ်လို့ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်ဦးကြီးမင်းအောင်လိုင်ကပြောပါရတယ်။2025ခုနှစ်မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်နေပြည်တော်ကောင်းစီအပါအဝင် တိုင်းဒေသကြီးပြည်နယ်10ခုမှရှိတဲ့ရက်ကွက်384ခုကျေးရွာအုပ်စု944စုကျေးရွာ2081ရွာအိမ်တော်စု336169 လူဦးရေစုစုပေါင်း96,069ဦးဘေးသင့်ခဲ့ပါတယ်။အဒီနောက်သေဆုံးသူ3,839ဦး၊ပျောက်ဆုံးသူ68ဦး၊ဒဏ်ရာရရှိသူ9,104ဦးရှိကြောင်း NASA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအပြင်လူနေအိမ်9230လုံးလမ်းလုပ်ငန်း430ခုတရားတရား3ဆင့်ယထာလန်းပစ္စည်းနေရာ83နေရာနဲ့ယထာလန်းတရား7ဆင့်မိုဘိုင်းဆက်သွယ်ရေးစကန်6930ခုမဟာတလိုင်းအား10လိုင်းတအားလိုင်းတိုင်3435တိုင်း10မြောင်994ခုတာတမန်6ခုဌာနအဆောက်အဦ11338လုံးစေယုံ384ယုံစေကန်3 164ခန်းရှင်းအောင်အဆောက်အဦနဲ့ပြတိုက်166ခုအခြေခံပညာကျောင်း2409ကျောင်းအစစ်မြေပညာကျောင်း82ကျောင်းပုဂ္ဂလိကစာသင်ကျောင်း90ဖျားစီဒီ6469စုဖုန်ကြီးကျောင်းသီလရှင်ကျောင်းနဲ့အခြားဘာသာရေးအဆောက်အဦ9588ခုပုဂ္ဂလိကစက်ယုံအလုံယုံ344ခုတီးနှံခွန်တသမ5ဧကဒလိစံ33300ကျောင်းထိခိုက်ပျက်စီးခဲ့ရပြီးမူလပျက်စီးဆုံး ရှုံးမှုတန်ဖိုးစုစုပေါင်းငွေကျပ်3804.54ဘီလီယံဖြစ်ကြောင်း NASA ကကသတင်းထုတ်ပြန်ခဲ့ပါတယ်။